ထိုင်းပြည်သူတွေရဲ့မိခင်လိုတင်စားကြတဲ့ထိုင်းမိဖုရားကြီးတည်ရခဲ့နတ်ရွာဆန်ခဲ့ပြီးတဲ့နောက်မိဖုရားကြီးဆုံးရှုံးမှုအပေါ်မှာဝန်내ချင်းအထိတ်မဲ့ကာလတွေမှာစူညံပျော်ပါးတာတွေမလုပ်ကြဖို့အတွက်အလုသမားရေးလှုပ်ရှားသူတွေကတတိပေးထားပါတယ်။ဇွဲတက်တဲ့ရင်ပြပို့ထားတာပါရှင်။ထိုင်းဝင်ကြီးချုပ်အနုတင်ကမိဖုရားကြီးတိရိခိနတ်ရဆန်ချင်းအထိမ့်မအနေနဲ့အများပြည်သူဆိုင်ရာဝန်내ချင်းကိုရက်60တက်မှတ်လိုက်ပြီး အစိုးရယုံနေတဲ့ဆိုင်ရာမှာတနစ်တိတိဝန်ထမ်းချင်းအထိမ်းမဲ့ဖော်ပြဖို့တိုက်တွန်းချင်ညာပါတယ်။ထိုင်းပြည်မဟာဖာဂျီယာလန်ကိုရဲ့မဲတော်ဖြစ်တဲ့ထိုင်းမိဗျာကြီးတိရိခေဟာတတ်တော်93နှစ်အရွယ်အော်တိုဘာလ24ရက်ညပိုင်းမှာနတ်ရဆန်းသားရဖြစ်ကြောင်းတောင်းဝင်းအိနော်ဘျူရိုကကြေညာခဲ့ပါတယ်။မိဗျာကြီးတိရိခေရဲ့ဇာပနာကို ထိုင်းတော်ဝင်အစင်လာရီနဲ့အမြင့်ဆုံးဂုဏ်ပြုကျင်းပဖို့စီစဉ်ထားပြီးဝန်ထမ်းချင်းကာလာကိုလည်းတနစ်တိတိသတ်မှတ်ထားပါတယ်။ ဒီကာလမှာချမှတ်ထားတဲ့စီကန်းတွေအတိုင်းထိုင်းရမြန်မာတွေစင်ကျင်နေကြဖို့အလုပ်သမားရေးလှုပ်ရှားသူတွေကသတိပေးပါတယ်။ဟုတ်လားဒါတည်းမှာဒီစူးစူးညံ့ညံ့နေပွဲလမ်းတပင်းတွေကိုရှောင်ရှားဖို့အတွက်ပြောထားတယ်။အဲ့ကြတဲ့မှာမှတိကရကိုမြန်မာနိုင်ငံသားတွေကဒီအလုပ်ပရက်တွေမှာစောင်းပေါက်တွေဖွင့်တာတွေတန်ဆူညံ့တာတွေပြဿနာဖြစ်တာတွေပျော်ရွှင်နေတဲ့ပုံစံတွေဟိုဘုံတိုင်းတိုင်းတွေပြတာမျိုးတွေကိုရှောင်ရှားရမယ်။တိကရလမ်းသွားလမ်းလာမှာလည်း သူတို့နိုင်ငံသားတွေအိမ်ဘလူရောင်လေးဝယ်လေဘလူပုံစံလေးထွားကြလဲအဲ့ပုံစံလိုင်းလေးလိုက်တင်နေရမယ်ပြီးတော့ဒီတိုင်းဘရင်နေနဲ့ပတ်သက်တဲ့တိုင်းဘရင်နိုင်ငံကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလဲစကားမကြုံဘူးစာရေးရတာမမှားဘူးအမှန်နေသွားမှန်တာတွေမမှားဘူးပို့တင်တာတွေမမှားဘူးသူတို့ထားပြီးတော့ဒီတိုင်းကြားမယ်အချိန်ကာလဖြစ်တယ်သူနိုင်ငံသူတို့နိုင်ငံပြည်သူကိုသွားနေထိုင်တဲ့တိုင်းတစ်ပါးကွန်မီတီနေထိုင်တဲ့နိုင်ငံကပြည်သူတွေဝမ်းနဲ့ပူဆူနေတဲ့အချိန်မှာကိုရီးယားပြောပြနေလို့မရဘူး ထမ်းမိပြားကြီးတိရိခေဟာ2019ခုနှစ်စက်တင်ဘာလ9ရက်ကလေးကယောဂဝေဒနာများစွာကြောင့်ဆေးရုံတက်ခဲ့ရတာဖြစ်ပြီးအော်တိုဝါလာ18ရက်မှာသွေးလမ်းကြောင်းပုံဝင်ခြင်းကြောင့်ဖျားနာခဲ့တာဖြစ်ပါတယ်။မိပြားကြီးတိရိခေဟာဘယင်ကြီးပူမီဘောအဒူရာဒတ်ရာမကိုနဲ့အတူထန်းနံငံတဝမ်းပြည်သူ့ကျန်းမာရေးပညာရေးစီးပွားရေးတို့အလုံများစွာလုပ်ခဲ့တာကြောင့်ထန်းနံငံသားတွေကပြည်သူတွေရဲ့အမေနိုင်ငံတကာနိုင်ငံရဲ့မိခင်လို့လည်းခေါ်ဆိုကြပါတယ်။ ထမ်းမြေပြားကြီးဟာအထူးသဖြင့်အမျိုးသမီးတွေလက်မှုအလုပ်သမားတွေတောလက်ဒေသတွေအတွက်အထောက်ပံ့ပေးခဲ့သူဖြစ်တာကြောင့်ထမ်းပြည်သူတွေသာမကထိုင်းနိုင်ငံမှာနှစ်ရှည်ကြာရွှေ့ပြောင်းနေထိုင်လာရတဲ့မြန်မာတိုင်းသားရွှေ့ပြောင်းလို့သားတွေကလည်းလေးစားချစ်ခင်ကြပါတယ်။ဟိုကိုနိုင်ငံဖက်ဖို့ဒီနိုင်ငံလုံးကျုံတော့ကိုကျွန်တော်တို့ကရောက်နေတဲ့နေရာမှာလုံးကျုံတဲ့နေရာမှာသူ့နိုင်ငံရဲ့ဟိုသူ့စည်းကမ်းကိုကျွန်တော်တို့လိုက်နာပဲပေါ့နော်။ဟိုဧည့်သည်ကဟိုဧည့်သည်လို နေရမယ်ဆိုတော့ ဟိုမေဆူရင်မပြောခဲ့တဲ့အာသကားရှိရပေါ့နော်ကျွန်တော်အလုပ်သမားမျိုးဘယ်လိုမျိုးလေးတတိပေးခဲ့ရပေါ့နော်ဒါလည်းတကယ်မှန်တဲ့စကားပဲပေါ့ဧည့်သည်လို့ကျွန်တော်တို့နေပြီးတော့စီးနဲ့ကန်နဲ့နေသွားမယ်ဆိုလို့ရှိရင်တော့ဟိုဒီမှာတော့လုံးလုံးကျွန်တော်စိတ်ဖြစ်ပါတယ်ဟိုအခက်ခက်ကတော့ဒီတိုင်းမှာဆိုလို့ရှိရင်လည်းအခုစောစောပြောသလိုအခြေအနေပေါ့နော်ဒီသူနိုင်ငံကြီးအပြောင်းလဲတွေဒီပြည်မာကြီးဒီနေရာဆန်တဲ့ပုံစံမျိုးတွေရောအမျိုးမျိုးဖြစ်နေတာဆိုတော့ဟိုဒီရဲ့သူတို့ရဲ့အပြောင်းလဲ ဒီဈာမှာကျွန်တော်တို့ကဈာမြက်မသွားရအောင်ကျွန်တော်တို့နေတက်သွားဖို့ပဲအရေးကြီးတယ်ဟိုကိုနိုင်ငံတက်စားလို့ရှိရင်တော့ဒီမှာနေတာလုံခြုံစိတ်ချပြီးတော့ဟို သူစီကောင်းလိုက်လာတယ်ဆိုလို့ရှိရင်ဘေးကင်းတယ်ဟောအဲ့လိုအဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်ထိုင်းဝင်ကြီးချုပ်ကိုယ်တိုင်လည်းမလေးရှားသွားမဲ့အစီအစဉ်ကိုဖျက်သိမ်းခဲ့တယ်လို့မိဖုရားကြီးနတ်ရွာဆန်ရဲ့ရက်ကစားလို့ရက်60တိတိဝန်ထဲချင်းအထိမ့်မှအနောက်ရပါတဲ့အင်ဂျီအဝတ်စားတွေကိုဝစ်ဆင်ကြဖို့ကိုလည်းမြေတားရက်ခန့်တိုက်တွန်းထားပါတယ်။ ထိုင်းမိဗျာဂျီတိရိခိယမွေးနေ့ဖြစ်တဲ့အောက်တိုဘာ12ရက်နေ့ကိုအမေရော်နေ့ Mother's Day လို့ထိုင်းနိုင်ငံမှာသတ်မှတ်ထားပါဗျ။မိဗျာဂျီနှစ်ရာဆန်သွားတဲ့အခါထိုင်းလူတို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ်နိုင်ငံတော်အဆင့်ခြေကွဲဝန်ထမ်းချင်းစာဖနာအခမ်းအနားတွေကျင်းပသွားမယ်လို့လည်းသိရပါဗျခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ။